A R R O T parrot ကဲဒီနေ့တော့ကြက်တူရွေးလေးအကြောင်းပြောပြမယ်ကြက်တူရွေးတွေကအယောင်စုံလင်တဲ့လှပရဲ့မျက်တွေဖြစ်ပါတယ်ကြက်တူရွေးမှာအစိမ်းရောင်အပြာရောင်အနီရောင်အဝါရောင်လိမ္မော်ရောင်စတဲ့အယောင်တွေစုံလင်ပြီးတော့သူတို့ကိုကြည့်ရတာအရန်ကိုလှပရဲ့မျက်ကလေးတွေဖြစ်ပါတယ်တဲ့ကြက်တူရွေးတွေဟာစကားလဲပြောတတ်တယ် သူတို့ဟာလူရဲ့စကားလုံးကိုအတုခိုးပြီးလိုက်ပြောတတ်တယ်။သူတို့ကိုတေချာလေးကျင့်ပြီးရင်စကားလုံးတွေကိုလည်းမှတ်မိပြီးတော့လူတွေပြောသမျှကိုလိုက်ပြောနိုင်ပါလေတဲ့။ကျက်တူရွေးလေးတွေဟာညံရင်မြင့်မားရဲ့စမတ်ကြရဲ့ငှက်လေးတွေဖြစ်ပါလေတဲ့။သူတို့ကိုတေချာလေးကျင့်ပြီးသင်ကြားပေးထားလို့ရှိရင်ဘယ်အရေးပြဿနာတွေကိုသူတို့ကဖြေရှင်းနိုင်မယ်တဲ့။နောက်ပြီးတော့ကျက်တူရွေးလေးတွေဟာအစာကိုဒီတိုင်းမဟုတ်ဘဲနဲ့ခြေဖဲ့ပြီးစားတတ်ကြတယ်။ သူတို့ကအစိအစံလေးတွေကြိုက်တယ်တစ်သီးဝင်ဟင်းသီးဟင်းရွက်တွေကိုစားရတာကိုလည်းကြိုက်နေတတ်ကြရဲ့တဲ့နောက်ပြီးစက်တူရဲလေးတွေကလူတွေနဲ့လည်းမိတ်ဆွေဖွဲ့တတ်ကြရဲ့တဲ့တသားမိမိတို့သူတို့ကလူတွေကိုချစ်ခင်ပြီးပျော်ရွှင်စေတဲ့အပြုအမူတွေကိုလည်းလုပ်တတ်ကြရဲ့တဲ့ကဲစက်တူရဲလေးတွေအကြောင်းကိုသိပြီဆိုတော့မိကုံးလေးနည်းနည်းတော့ဖြည့်ကြည့်ရအောင်စက်တူရဲလေးတွေကမလုပ်တတ်လေတဲ့ စကားပြောတတ်တယ်။နှစ်ရေကူးတတ်တယ်။သုံးအမဲလိုက်တတ်တယ်။ဟုတ်ပါရဲ့စက်တူရွေးလေးကစကားပြောတတ်တယ်။ကဲအခုတော့စက်တူရွေးလေးအကြောင်းသိပြီဆိုတော့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကောင်လေးအကြောင်းလည်းဖတ်ပြောပြမယ်နော်။